မင်္ဂလာပါရှင်ဇွန်လ23ရက်တောက်ကြနေ့ရေတိမဖွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစောတင်ဆက်ပေးမှာကတော့ Air India ခီးတဲ့တင်လေရင်ပြချမှုတွင်အသက်ရှင်သူရှိဖို့မရဘူးလို့အဘတာဘမျိုးရေချုပ်ကပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ဇွန်လ10ရက်ကဂူဂျာရက်ပြည်နယ်အဘတာဘတ်မြို့မှာလန်ဒန်သို့ဥတီပြန်တမ်းမဲ့အဲအိန္ဒိယလေကြောင်းလိုင်းပိုင်းဘောရင်းလေယာဉ်ပျက်ကြားမှုတွင် အသက်ရှင်သူရှိဖို့မရဘူးလို့အဘတာဘတ်မြို့ရဲ့ရဲချုပ် GS မာလီက AP သတင်းဌာနကိုပြောကြားကြောင်းသိရပါတယ်။လေရင်ကလူနေဧရိယာအတွင်းပြချခဲ့တဲ့အတွက်မြို့ကန်အချို့တည်ဆုံးလိမ့်မှာဖြစ်ကြောင်းနဲ့တည်ဆုံးသူအရေးအတွက်ကိုဖော်ထုတ်နေစေဖြစ်ကြောင်းလည်းရေချုပ်ကပြောပါရယ် ၊လေယာဉ်မော်တွင်နှုတ်ဆွေရဲကလေးနှုတ်အပါအဝင်ခီးသည်232ဦး၊လေယာဉ်မှုဒန်10ဦး၊စုစုပေါင်း142ဦးလိုက်ပါသွားကအာဘတ်ဒါဗတ်လေးစိမ့်မှာနေ့လယ်7:39မိနစ်တွင်ပြန်တက်သွားပြီးမိနစ်ပိုင်းတွင်ပြတ်ကျခဲ့ခြင်းဖြစ်ပါသည်။အဲအိန္ဒိယအစိုးရဒီယမော်တွင်အိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိန်နိုင်ငံသား53ဦး၊ပေါ်တူဂီနိုင်ငံသား9ဦးနှင့်ကနေဒါနိုင်ငံသား2ဦးတို့လိုက်ပါလာတယ်လို့ဆိုပါရယ်။အိန္ဒိယသတင်းများက လီရင်ဟာ BJ စေကော့လေးအဆောင်မပြတ်ကြခဲ့ပြီးစေချောင်းသားအများအပြားလည်းတည်ဆုံးခဲ့ပွဲရှိတယ်လို့ဖော်ပြနေကြပါဗျ။အိန္ဒိယစေဘက်ဆိုင်ရာအတင်းချုပ်အစိုးရစေချောင်းသား50-60ခန့်စေယုံပို့လိုက်ရတယ်လို့ဆိုပါတယ်။မပြတ်ကြမီလီရင်မှုကအဘတာဘက်လေချောင်းထိန်းသိမ်းရေးဌာနသူအရေးပေါ်အကူအညီတောင်းခဲ့ကြအောင်အဲ့ဒီလိုအကူအညီတောင်းပြီးနောက်လီရင်စီမနောက်ထပ်အဆက်အသွယ်မရတော့ဘူးလို့သတင်းများကဖော်ပြထားကြောင်းလည်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်မယ့်သတင်းကတော့ တန်လိုင်းနဲ့မြေရှာသတ္ထုတွေထောက်ပံ့ပေးဖို့တရုတ်သဘောတူရလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်နဲ့တရုတ်ကြားတင်းမာမှုတွေကိုပြန်လည်အစဉ်ပြေစေဖို့ရည်ရွယ်တဲ့ဆွေနေပွဲဟာသဘောတူညီချက်တစ်ခုနဲ့အတူပြီးဆုံးသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုထားပါတယ်။တရုတ်ဟာအမေရိကန်အတွက်တန်လိုင်းနဲ့မြေရှားသတ္ထုတွေထောက်ပံ့ပေးဖို့သဘောတူခဲ့ပြီးအပြန်အလှန်အားဖြင့်အမေရိကန်ကလည်းတရုတ်ကျောင်းသားတွေကိုဗီဇာကန့်သတ်ထားတာကိုပြန်ရုပ်သိမ်းပေးမယ်လို့ထရန့်ကဆိုထားပါတယ်။တရုတ်နဲ့ကျွန်တော်တို့သဘောတူညီမှုရပါပြီ။ရှီနဲ့ကျွန်တော်ရဲ့နောက်ဆုံးခွင့်ပြုချက်ကိုရမှာပါလို့ထရန့်ကသူရဲ့ True Social Media မှာဖော်ပြထားကြောင်းသတင်းများကဆိုထားတယ်လို့သိရပါတယ်ရှင်။ထက်မှတ်တင်ဆက်ပြီးမှာကတော့အမေရိကန်မျိုးကြီးများတွင် ICE ဆန့်ကျင်ရေးပုံပြင်ထန်လာတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အပါအဝင်မြို့ကြီးတွေမှာလူဝင်မှုကြီးကြပ်ရေးနှင့်အခကွန်စီကြမှုအဖွဲ့ ICE ကိုစန့်ကျင်တဲ့ဆန္ဒပြထုတ်ဖော်ပွဲတွေပိုတိုးလာနေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ဇွန်လ10ရက်ကဆန္ဒထုတ်ဖော်မှုတွေဖြစ်ပေါ်နေတာ၅ရက်မြောက်နေ့ကိုရောက်ရှိခဲ့ပြီးနယူးယောက်၊ဆန်ဖရန်စစ္စကိုချီကာဂိုလိုမျိုးကြီးတွေမှာထရန့်ရဲ့လူဝင်မှုကြီးကြပ်ရေးအစီအမံတွေကိုစန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်မှုတွေပိုပြင်းထလာပါတယ်။ဇွန်လ10ရက်မှာနယူးယောက်ကဆန္ဒထုတ်ဖော်သူတွေဟာ မဟာတန်မြို့လင်မှာရှိတဲ့ဖိုလီရှင်မြန်မာဆူဝေးပြီးတော့ ICE ကိုရှုတ်ချတဲ့ဟောပြောတာတွေပြုလုပ်ခဲ့တယ်လို့ Federal အစိုးရယုံနေနဲ့ ICE ယုံနေနာမှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒါ့အပြင်မဟာတန်အောက်ပိုင်းကိုလည်းလူထောင်ပေါင်းများစွာခြိတက်လာတာကြောင့်ရင်ကျောပိတ်ဆို့မှုတွေဖြစ်စေခဲ့တဲ့အတွက် လူဒါဇင်နဲ့ချီဖမ်းဆီးခဲ့ရတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ချီကာဂိုနဲ့ဖီလာဒယ်ဖီးယားတို့မှာဆန္ဒထုတ်ပေါ်သူတွေက ICE ကိုဖျက်သိမ်းမှုတောင်းဆိုခဲ့ပြီးပါလက်စတိုင်းထောက်ခံသူမမ်မုတ်ခါလီကိုလွှတ်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ဆန်ဖရန်စစ္စကိုမှာလည်းလူမှုကြီးကြေးရုံးပြင်ပမာဆွေးရေးခဲ့ကြပြီးတော့စီလုံးညီညွတ်သူတွေဟာဘယ်တော့မှတွေ့ခွင့်မှာမဟုတ်ဘူးလို့ကြေကျော်ခဲ့ကြပါတယ်။ ဂျော်ဂျီယာပြည်နယ်အတ္တလန်နာမှာလည်းအဓိကရုံးနှိမ်နင်းရေးရှဲတွေကရှာနေချီတဲ့ဆန့်ကျင်သူတွေကိုဖြိုခွင်းဖို့အတွက်မျက်ယူပုံတွေတုံးခဲ့တယ်လို့ကာရိုလာဒိုပြည်နယ်ဒန်ဗာမြို့မှာလည်းဆန္ဒပြသူတွေနဲ့ရှဲတွေထိတ်တဲတွေ့ခဲ့ကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါပါတယ်ရှင်။ထမန်နေဆမဲတရင်ကတော့ဆူဒန်တွင်ကာလဝံယောဂဖြစ်ပွားမှုကြောင့်လူ1800ကျော်သေဆုံးခဲ့တယ်လို့ WHO ဆိုတဲ့သတင်းဖြစ်ပါတယ်။ 2024ခုနှစ်ဇူလိုင်လကဆူဒန်နိုင်ငံတွင် ကာလဝံရောဂါဖြစ်ပွားမှုနောက်ဆုံးဖြစ်ပွားချိန်မှာစတင်ပြီးယခုအထိကပ်ရောဂါဟာဆူဒန်နိုင်ငံရဲ့ပြည်နယ်18ခုထဲမှာ73ခုအထိပြန့်နှံ့ခဲ့ပြီးသေဆုံးသူ1800ကျော်အပါအဝင်ကိုဆက်ခံရသူစုစုပေါင်း8400ခန့်ရှိကြောင်းသိရတယ်လို့ဒေသစံတော်ချင်းစွန်လာဆယ်ရည်နေခါကမ္ဘာ့ကျန်းမာရေးအဖွဲ့မှကြေညာခဲ့ပါတယ်။ ဆူဒန်နိုင်ငံအလဲပိုင်းခါသွန်ပြည်နယ်တွင်လက်ရှိကာလဝန်ယောဂါဟာဆိုဝါစွာပြင်ထန်နေပြီးသေဆုံးသူ239ဦးအပါအဝင်ယောဂါကုဆတ်ခံရသူ16000ခန့်ရှိကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့မှပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ K-pop အဖွဲ့ BTS မှာ RM နဲ့ V တို့စစ်မှုထမ်းကာလပြည်ပြီးတက်မပြန်ထွက်လာတဲ့သတင်းဖြစ်ပါတယ်။ ကဘာချော်ကေဘုတ်ဖွဲ့ PDS မှာအဖွဲ့ဝင် RM နဲ့ V တို့ဟာစစ်မှုရန်ကာလပြည့်သွားပြီးနောက်စွန်လ၁ရက်တွင်စစ်တပ်တာဝန်ထမ်းဆောင်ခြင်းမှပြန်ထွက်လာကြပြီဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်။အဖွဲ့ဝင်9ဦးစစ်မှုတာဝန်စတင်ထမ်းဆောင်ခြင်း၂၀၂၂ခုနှစ်ကတည်းက PDS အဖွဲ့လိုက်ဖြောပြမှုများကိုရှင်းလင်းထားခဲ့ပါတယ်။ IM နဲ့ V တို့တရားစီပြန်ထွက်လာကြမဲ့စစ်စခန်းနှစ်ခုအနီးတွင်ပြည်သက်များကဝမ်းသာအားရစောင့်ကြည့်နေကြပါတယ်။ BDS အဖွဲ့ခေါင်းဆောင် IM ဟာလက်တလောအမေရိကန်တီဂီတာစုပေးပွဲတွင်အကောင်းဆုံး K-pop ဆိုလိုစုကိုစကူထားသူလည်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။